ဆိုင်လုံးအလုံးထွက်တယ်ဆိုပြီးတော့ကျွန်မတိလိုက်ရလို့ပဲငါတို့အကုန်လုံးထွက်သွားရင်ဟာသူကတတိုင်းပဲကြံနေမှာသူထားလိုက်ဆိုပြီးငါတို့ကငါတို့ပြန်မယ်ဆိုတဲ့အတွေးမျိုးနဲ့အခုပြန်လို့လဲကျွန်မနေရာမှာဝန်ထမ်းတွေအုပ်စုလိုက်ကြီးအလုပ်ကနေထွက်သွားတယ်ဆိုတဲ့အလုပ်ရှင်မကောင်းလို့ထွက်သွားတယ်ဖြစ်နိုင်နေ အလုံးရှင်ကောင်းရင်လည်းဝင်ထဲမြဲတယ်ဝင်ထဲမမြဲရတဲ့အကြောင်းအရာလည်းအလုံးရှင်မကောင်းလို့ဘရောမဝင်ထဲမြဲမှာမဟုတ်ဒီလားအားလုံးမင်္ဂလာပါမောရဲ့ YouTube channel ကိုကြိုဆိုလိုက်ပါတယ်မောဒီနေ့တက်ဆက်ပေးခြင်းတဲ့တတိလေးကတော့ဒီအမျိုးသမီးရဲ့ဆိုင်မဆိုင်ကဝင်ထဲတွေတယောက်မကြအုပ်စုလိုက်အလုံးထွက်သွားလို့ဒီဆိုင်ဝင်ထဲတွေကဘလောက်ထိဆိုးလဲဆိုတဲ့အကြောင်းကိုဒီအမျိုးသမီးကပြောထားတယ်ဒါကြောင့်မို့လို့လည်းဒီဆိုင်ရှိအမကိုလူပြောများပြောဝေဖန်ခံနေရတယ်ပေါ့နော်အဲသူ့ရဲ့ဆိုးကွက်တွေကြတော့ထုံမပြောဘူးဒါကြောင့်မို့လို့ဒီအကူကနေပြီးတော့ဒီဆိုင်ဝင်ထဲဘလောက်ထိဆိုးလဲဆိုတဲ့အကြောင်းကိုလည်းပြပြထားတယ်ပေါ့နော် ီဒီယိုရမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါပါလေးမိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးဖို့ဖိတ်ခပါရှိဒါဆိုတော့ဗီဒီယိုလေးကိုစာရင်းချက်ရအောင်နော်ကျွန်တော်ဒီနေ့တော်တော်လေးစိတ်အဆင်မပြေတော်တော်လေးစိတ်မကောင်းဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုဆိုင်ရဝန်ထမ်းညီမလေးတွေအကုန်လုံးသတင်းကြိုပိတ်ရပေါ့နော်ယူအားအလေးပြန်မယ်ဆိုပြီးပြန်သွားပြီးတော့ဒီနေ့ကျတော့တို့ပြန်လာ၃ရက်မြောက်နေမနေ့ပြန်ဆိုပြန်လာမယ်ဟာကိုပြန်မလာဘဲနဲ့ဒီဆိုင်လုံးအလုံးထွက်တယ်ဆိုပြီးတော့ကျွန်မတိလိုက်ရလို့ပဲ အဓိကအကြောင်းရင်းကတော့ဘာလဲဆိုတော့လေကျမကကျမဆိုင်ဝန်ထမ်းလေးတွေအလုံးစဝင်နေတာသူတို့ဒီယွာနေလာတယ်အကုန်လုံးကတိတ်ယွာတဲ့ဆွေမျိုးတွေတငယ်ချင်းတွေအုပ်စုလိုက်ပေါ့နော်အုပ်စုလိုက်လာတဲ့ကကျမပြောထားပြီးသားအဲပြီးတော့ကျမတို့နဲ့လည်းအဲ့လိုမျိုးပေါ့နော်ဟိုကျမလည်းနေရဆိုတော့ကျမတို့ရဲ့ဟိုရက်ပတ်ကမယ်ဆိုတော့လေကျမအစားလေးပြောထားတယ်ပေါ့နော်ကိုကြီးမလေးလို့သဘောထားပြီးတော့ အလုပ်ထွက်မယ်ဆိုလို့ရှိရင်အလုပ်အဆင်မပြေတယ်ဆိုလို့ရှိရင်အစားတွေကအမကိုကြိုပြောဘာကြောက်ဝင်ပြီးကျမကိုကြိုပြောဥမာထားပါတော့အမကြီးလစာနေလို့ထွက်ချင်တာပြီးပြီအမကြီးဟိုအလုပ်ကတော့ကောင်းလို့ဟိုအလုပ်ကိုကူးတော့မှမလို့ညီမတို့ထွက်ခင်ပေးပါပြီးပြီဘာကိစ္စရှိရှိအမကိုတလားကြိုပြောပါလို့ကျမကိုကျမတို့တို့နဲ့သဘောတူညီချက်ယူပြီးမှကျမဒီအလုပ်ကိုခန့်ခဲ့တာဖြစ်ပါတယ်เนาะအဲ့ဒါကိုတချို့ကမသိရင်းနဲ့ သိရမလားအလုပ်ထွက်ပြီဆိုတာနဲ့အကုန်လုံးထွက်ပြီဆိုတာနဲ့အလုပ်ရှင်မကောင်းလို့လို့တတ်မှတ်တဲ့လူတွေကလည်းအုံတော့မရှိဘူးလို့ကျွန်မပြောချင်တယ်ဟုတ်မလားသူတို့ကအကြံနဲ့တိလာကျွန်မဆိုင်မှာမရှိတဲ့ရက်တွေဆိုသူတို့အကြံနေထုတ်ပြီးတော့လေးတောင်ကြောက်တိုင်နေကြတာပေါ့နော်အဲ့လိုတိုင်မျိုးလေးအဲ့လိုမျိုးလေးပြန်ကြတော့ကျမကမသိဘူးငဘိုလ်လိုဝက်ထင်ပြီးသူတို့ကလေစားလိုက်နားလုံးနဲ့ကရော့တန်ကြီးကလည်းတေချာစုတွေပါလေပြီးပြီးတော့ကျမပြန်သွားတော့ဒီနေ့ဆိုရင်အဲ့ဒါဖုံးဆက်လိုက်တာညီမလေးတို့ရေအဲ့လိုမနှက်ပြန်ပြန်လာမှလားလို့လေးရက်ခွင့်ပေးတာဆိုတော့ဆိုအင်းမဟုတ်ဘူးလေတမီးရတယ်တယောက်ကိုဆက်လို့တမီးရပြန်မလာဖြစ်ဘူးဥမာအဲ့လိုမျိုးပေါ့နော် ဒါဘလို့ပြန်လာဖြစ်တယ်လေအမောက်လည်းပြောမသွားကြပါလားလို့ကျမစိတ်ထဲထင်တာကအလုပ်ထွက်မှဆိုချိုးပြောဖို့ပဲထင်တာပေါ့နော်ပြီးတော့ဆိုင်မှာလည်းညီမလည်းလုံနေတာပေါ့တနိုင်မမနဲ့သိရမှာတခုခုဆိုရင်ပြောအဲ့လိုမျိုးပဲရီမောမောနဲ့နေတာကျမအလုပ်ရှင်လို့ကျမလို့ဆက်ဆံတဲ့လူမျိုးလည်းမဟုတ်ဘူးအဆင်မပြေတာရှိရင်လည်းပြောဘာလို့အချက်ချင်းချင်းပြောပါလို့ကျမပြောထားပြီးသားအဲ့လိုမျိုးဆိုအဲ့လိုလည်းမထင်ဘူးလေအားနဲ့နောက်ဟဲ့နောက်လူလေးမေးကြအောင်ဆိုနောက်လူတွေကသူမလာရင်တော့မလာတော့ဟဲ့နောက်တစ်ယောက်ကလည်းအဲ့လိုပဲအားလိုက်တော့ကြိုးထုတ်ပေးထားရရှိတယ်အဲ့ဒါလေးဆိုကြေတော့မကြေသေးဘူးเนาะအဲ့လိုအဲ့အဲ့ဒါလေးလည်းပါတယ်အဲ့လိုမျိုးဆိုကျမကထွက်မယ်လည်းမထင်ဘူးเนาะအဲ့လိုအုပ်စုလိုက်ပြီးလေးပြီးတော့ထွက်သွားကြအောင် ဟဲတခုလို့မပြောလဲဟိုလိုမလားဒီလိုမလားဒီလိုမလားလို့ကျွန်မဥမနဲ့လည်းမပြောကျွန်မပြောချင်တာတည်းကဥမနဲ့လည်းပြောညီမလို့လည်းနေလာတည်းတရွာလေးလည်းနေလာအဲ့လိုမျိုးဆိုလေအခုကအုပ်စုလည်းဒီဘယ်ချိန်ညမျိုးတွေမှန်းပြီးတော့အဲ့တော့ကျွန်မကဒီလိုမျိုးသူတို့မရှိဘူးဆိုတာနဲ့ကျွန်မကတော့ပြိုလဲသွားမှာတော့မဟုတ်ဘူးဆိုင်ကြီးကပိတ်လိုက်ရမှာလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်မပြောချင်တာသူတို့မရှိတဲ့တော့တော့နည်းနည်းလေးတော့တိုင်ပတ်သွားတာပေါ့နော်အဲ့အတွက်ကိုလည်းကျွန်မတို့ကစီကန်းထုတ်ထားတယ်တလားဂျူပြောဆိုတာအဲ့ဒါကိုဂျူပြောခိုင်းတယ်အခုကကျွန်မပြောပြတဲ့လောက်ရတဲ့အတွက်ကျမတို့ကိုကိုပြန်ပြီးတော့ဟိုလိုမျိုးတော့သင်ငန်းစာတစ်ခုတော့ရတာပေါ့နော်အဲ့လိုတော့ရှိတယ်အဲ့တော့ ဘူးမသိဘာမသိနဲ့ကျမတို့ကိုအလုပ်ဟိုအကုန်လုံးထွက်ပြီးဆိုတော့လည်းအလုပ်ရှင်မကောင်းလို့ပြောနေလို့လည်းအုံတော်လေးပါလေးသုံးကြပါလို့နော်ဖြစ်ချောင်းကုန်စင်ကိုလည်းစဉ်းစားဆက်လာတဲ့တရွာတဲ့ကနေတငယ်ချင်းတွေအုပ်စုလက်ကြီးလာပြီးဆိုတဲ့ကသူတို့မှတယောက်ကမင်းဖြစ်ပြီဆိုပြီးတချို့တွေမှလည်းကျမကြုံလို့ပြောကျမလည်းအရင်တော့အဲအလုပ်တစ်ခုမှမန်နေဂျာအနေနဲ့ဝန်ထမ်းအများကြီးအုပ်ချုပ်ခဲ့ပြီကျမပြောရမယ်နော်ဘလို့လဲဆိုဝန်ထမ်းတွေမှာတချို့ကကြတော့ကိုကိုရံရမလုတ်ချင်တော့ဘူးဆိုလို့ရှိရင်တခြားဝန်ထမ်းတွေကိုပါမလုတ်ချင်အောင်လို့အဲ့လိုမျိုးဘာလို့ဆိုကျမကိုရံလည်းဝန်ထမ်းပြလို့သိရနော်မလုတ်ချင်အောင်လို့အဲ့လိုမျိုးလုပ်တဲ့လူတွေရှိတယ် ်တချို့ကြတော့လည်းအဲ့လိုမဟုတ်ဘူးတချို့ကြတော့လည်းဘယ်လိုလဲဆိုတော့တခြားအလုပ်မှာလစာအများကြီးရပြီဆိုလို့ရှိရင်ဒီအလုပ်ကကောင်းတာမကောင်းတာမတွေးတော့ဘူးအဲ့အဲ့လိုမျိုးပေါ့နော်ဟာသွားကြမယ်ဒီအလုပ်ကနေငါတို့အလုပ်အလုပ်အုပ်စုလိုက်ထွက်ကြမယ်ဆိုကျွန်မအုပ်စုလိုက်ထွက်လို့လည်းစိတ်ဆိုးတာမဟုတ်ဘူးလို့အလုပ်ထွက်လို့လည်းစိတ်ဆိုးတာမဟုတ်အလုပ်ဆိုတာဘယ်သူမှကိုယ်စီမှာဆွဲထားလို့လည်းရတဲ့အရာမဟုတ်ဘူးဘယ်သူမှလည်းကိုယ်စီမှာပျော်ဟိုပျော်ပျော်အောင်ထားပါမယ်နေပါလို့လည်းပြောတဲ့အားမျိုးလည်းမဟုတ်ဘူးသူတို့ကသူတို့စိတ်နဲ့သူတို့ကိုသူတို့ကိုထွက်လို့ရတယ်ကျွန်မအစိတ်မကောင်းတာတခုပဲကြိုမပြောဘဲနဲ့ထွက်လို့ကိုကကောင်းရတယ်ပြည့် အဲ့ဒါကြောင့်မလို့ကျွန်မအဲ့လိုဖြစ်တာအဲ့ဒါပြီးတော့ကျွန်မတို့ကဝန်ထမ်းအဲ့လိုမရှိဘူးဆိုတာလည်းအလုပ်ကြီးကမလဲဘတ်တော့ပဲနဲ့ပိတ်ထားမှာမဟုတ်ဘူးကျွန်မတို့ကရှေ့လျှောက်ပြီးအလုံးလုံးဆက်ပြီးအလုံးလာမှာဖြစ်တဲ့အတွက်ဝန်ထမ်းကတော့အများတန်းဒီလိုပဲလက်ပတ်သွားလာနေမှာပဲเนาะဒါကတော့သင်္ကန်းစာပေါ့နော်အလုပ်ရှင်တိုင်းလည်းကျွန်မပြောချင်တာလေအကုန်လုံးအတိအကျကြီးအကူပြီးမထားဘူး ကောင်းတဲ့ဝန်ထမ်းလေးလည်းရှိပါတယ်တကယ်တော်ပြီးတကယ်ထက်မြက်လို့အလုပ်ရှင်ပေါ်ကိုလည်းကြည့်သူ့ဘက်ကိုယ့်ဘက်ကြည့်ရဝန်ထမ်းလေးလည်းရှိပါတယ်တချို့ကအဲ့လိုစိတ်မျိုးထားတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအဲ့လိုဝန်ထမ်းစိတ်ပဲရှိတဲ့အခါကျတော့ငါတို့မရှိရင်ဘယ်လိုဖြစ်သွားမလဲငါတို့ထားခဲ့လည်းရပါတယ်ငါတို့အကောင်လုံးမရှိရင်သူကဘယ်လိုပဲနေနေဘယ်လိုပဲထားလဲဆိုကိုယ်စေနာထားပြီးကိုယ့်ဘောစေနာမထားရလို့လည်းရှိတယ်အခုကအဲ့လိုဖြစ်တာပေါ့နော်ကိုကအလုပ်ရှင်အောင်စေနာထားတော့လေသူတို့ကဘယ်လိုတွေးလဲဆိုငါတို့အကောင်လုံးထွက်သွားရင်ဟာသူကဒီတိုင်းပဲကြံနေမှာသူထားလိုက်ဆိုပြီးငါတို့ကငါတို့ပြန်မယ်ဆိုတဲ့အတွေးမျိုးနဲ့အခုပြန်လို့လဲကျမအလုပ်ကအဲ့လိုဖြစ်တာအဲ့တော့ကိုက ဒီဗီဒီယိုလေးကတော့အလုတ်သမားတွေအုပ်စုလိုက်ဘာကြောင့်ထွက်သွားလဲဆိုတာကိုပြပြနေတာပေါ့နော်ဝန်ထမ်းတွေအုပ်စုကြီးကအလုပ်ထွက်ပြီးတော့ကျတော့အလုပ်ရှင်တရားအခက်ခဲဖြစ်သွားတဲ့အကြောင်းလည်းပတ်သက်ပြီးတော့ပြောပြမယ်တော့ထောင်းတို့တော့ဒီနေရာမှာအလုပ်ရှင်တွေကဝန်ထမ်းမကောင်းဆုံးပြောမယ်ဝန်ထမ်းတွေကအလုပ်ရှင်မကောင်းဆုံးပြောပြီးတော့ခြာလက်ပတ်တွေလိန်နေတာတို့တော့ဒီနေရာမှာဝန်ထမ်းတွေအုပ်စုလိုက်ကြီးအလုပ်ကနေထွက်သွားတယ်ဆိုတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ငါတို့တွေဝေဖန်တုံ့သက်ကြမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ခြေတွေကအများကြီးရှိတယ်နော်ဆိုတော့အလုပ်ရှင်မကောင်းလို့ ထွက်သွားတယ်ဖြစ်နိုင်နေဘလို့ဟာဒီဝန်ထမ်းတွေတဲကတယောက်ယောက်ကတခြားတနေရာမှာတက်ထက်ကောင်းတဲ့လစာနဲ့အဆက်အသွယ်ရပြီးတော့အကုန်လုံးသဘောတူပြီးတော့အကုန်လုံးအတူတူထွက်သွားရလေဖြစ်နိုင်တယ်တချို့အလုပ်ရှင်တွေနဲ့ကျတော့လည်းသိမလားဒီဝန်ထမ်းတွေကိုအစားဆုံးတွေလစာမချိုက်မလုံနဲ့ပို့ဆိုပြီးတော့ပြောတဲ့လူတွေရှိရတယ်ထွက်သွားတဲ့လူအကြီးကိုမေးချင်တာဘာဖြစ်လို့ထွက်သွားရလဲအခုကကျတော့သိရမလားအလုပ်ရှင်တယောက်ကပဲပြောထားတဲ့အကြောင်းအရာပဲရှိရဆိုတော့တစ်ဖက်နားတဲ့ကိုဟိုနားထောင်ပြီးတော့ ဝေဖန်ဆုံးဖြတ်လို့မရအောင်ဆိုတော့တင်စာပြောပြစရာတခုရှိရည်ဒီလားဗာလဲဆိုတော့အဲတင်စာတို့ဆိုင်တာဝန်ထမ်းမြင်ရတဲ့အကြောင်းရင်းကိုတင်စာပြောပြမယ်တင်စာတို့ကလေအဲ့လို ထိတ်တင်စားတို့ဆိုင်ရကြတော့တင်စားတို့မူဂျိုရဲနဲ့ဈေးစာရောင်းတာအဖွာပေါ့နော်အဲ့တော့ဆယ်စုနှစ်တစုရှိပြီမမေကလေးတင်စားလေးတန်းနဲ့မှအိတ်ဆန်ဆက်ခံတာဆိုတော့ဆယ်စုနှစ်တစုရှိပြီတင်စားတို့မမေနဲ့တင်စားတို့နဲ့ဈေးရောင်းတာပေါ့နော်ဝန်ထမ်းတွေဘယ်လိုထိတ်ကြုတ်လဲဆိုတော့ဝန်ထမ်းတွေကလေအဆဆချင်းမှာတင်စားပြပြမယ်နော်မိသားစုလိုထားရယ်နော်အရန်ကောင်မလိမ်မာတယ်လိမ်မာတယ်လိမ်မာတယ်အလုပ်တွေစူးစမ်းတယ်စူးစမ်းတယ်စူးစမ်းတဲ့နေရာနေဘာဖြစ်လဲသိလားလက်ဆော့လာတာဝန်ထမ်းတွေလက်ဆော့တာဘာလို့လက်ဆော့တာလဲသိလားသူတို့နဲ့လားသူတို့လားစာနဲ့မလောက်လို့သူတို့လက်ဆော့တာ ါကိုကိုကတိရမယ်အဲ့ဒီအချိန်မှာလက်စော့ရင်စော့ရင်နဲ့အဲမေးကိုပြောတယ်တင်စားကအဲ့ရောတင်စားအမြင်ပေါ့နော်မေးကိုတင်စားပြောပြတယ်မေးကတင်စားအမြင်အတိုင်းမင်းနဲ့အိမ်မှာလည်းတမီးဆိုတင်စားပဲရှိတော့လीနော်အဲ့တော့အမေသူတို့လက်စော့ရတဲ့အကြောင်းကြီးအမေလာစာလုံလောက်အောင်မပေးလို့အမေလာစာနဲလို့အဲ့ဒါလက်စော့တာအမေအပေါ်ဝင်ငွေဂျာပေါက်ပေးရမယ်သူတို့ပြီးရင်အမေသူတို့ရွှေတွေငွေတွေစင်ရမယ်အမေမစင်ဘူးဆိုအမေဝင်နဲ့ထွက်သွားလိမ့်မယ်စင်လဲထွက်တာပဲဒါပေမဲ့စင်လဲထွက်တာပဲဆိုပေမဲ့ကိုယ်ဆိုင်က ခိုးတာလေဒါကကိုခိုးကိုမွေးမြူထားလို့ဖြစ်နေပြီလေအဲ့တော့နေ့ဟိုင်းနေ့ဟိုင်းကုံမာရဲ့စာရင်သူ့ကိုသူ့ပြောင်လေးလဲလုတ်ပြရမှာပေါ့ဝန်ထမ်းမြဲတယ်ဆိုတာလေအလုတ်ရှင်ကောင်းလို့သိလားအဲ့လိုမျိုးဝန်ထမ်းတွေထွက်သွားတယ်ဆိုတာလေလေအဲ့ဒါသူတို့အရင်က close ပြောင်လို့လို့အဲ့လိုနေဖြစ်ကုန်တာသိလားပြီးနောက်တစ်ခုဝန်ထမ်းတွေခိုးတယ်ဆိုတဲ့အကြောင်းရင်းရတယ် ဟိုဘယ်လဲအလုတ်ရှင်နေလစာလုံအောင်မပေးလို့ခိုးတာတိလာပြေးတခါလေးကြက်လေးထမင်းစားဝိုင်းမှာတူတူမစားခိုင်းတဲ့အလုတ်ရှင်နေဆိုတာရှိရဲတိလာပြေးနောက်တစ်ခုထမင်းတက်တက်စားခိုင်းတာတစားလို့ရှိမှာအဲ့ရာဆွေမရှိဘူးထုံးတယ်မရှိဘူးအဲ့လိုလုံလုံလုံနေတွေလေဘရောမဝန်ထမ်းမြဲမှာမဟုတ်တိလာဝန်ထမ်းနေဘရောမပြောမှာမဟုတ်ဘူးပြင်လေအော်ဘရောမတစ္ဆာရှိရဲ့ဝန်ထမ်းဆိုတာရှိလာမှာမဟုတ်ဘူးအလုတ်ရှင်ကောင်းရင်လေဝန်ထမ်းကမြဲတယ်ဝန်ထမ်းမမြဲရတဲ့အကြောင်းအရာလေအလုတ်ရှင်မကောင်းလို့တခါတလေတချို့ဝန်ထမ်းနေကြတော့လေ ကောင်းရင်းနဲ့ကိုဆောက်ချင်ယူပြီးထွက်တာတွေလည်းရှိတယ်အမျိုးစုံပေါ့နော်အမျိုးစုံကြုတ်ကုန်ကိုကလည်းမျိုးမျိုးစုံစဉ်းစားရမှာပေါ့နော်ကဲဆိုင်ဖွင့်တာလည်းညီမလေးတယောက်ကသူ့ရဲ့ဝန်ထမ်းနေရရွာကိုခဏပြန်မယ်ဆိုပြီးတော့အကုန်လုံးတယောက်မကြံထွက်သွားတဲ့တင်းတို့အာအလုပ်တစ်ခုမှာဝန်ထမ်းနေအကုန်လုံးထွက်သွားတာဟာတချို့တော့လှုပ်ရှင်နေရကြတော့လည်းပဲရှိတယ် ချို့လှုပ်ရှင်တွေကကြာလေကိုတယောက်တည်းပဲစားချင်တာအကုန်လုံးဝေမြမကျွေးချင်အဲ့လိုလှုပ်ရှင်တွေကြာတော့လည်းပဲရှိနေပြန်ရောအဲ့လိုလှုပ်ရှင်တွေရှိတော့ခါကြာလည်းပဲခါကြာလောကရဲ့ဆန်းကျေတယ်အာရိုးရိုးတသားနဲ့ကြိုးစားတဲ့အလုပ်သမားတွေကမကောင်းတဲ့လှုပ်ရှင်ရဲ့လက်ထဲမှာအလုပ်လုပ်ရပြီးတော့ကောင်းကောင်းမွန်မွန်ဟလာကိုသားကိုသမီးတို့သဘောထားတဲ့လှုပ်ရှင်တွေဒီမကောင်းမွန်တဲ့အလုပ်သမားနဲ့ဂျုံတွေးရတတ်တယ်ဒါတဘာဝပဲကျွန်တော်လည်းပဲဂျုံတွေးခဲ့တာပဲ ဟုတ်ကဲ့ပါမြို့လူကြီးမွဲဗီဒီယိုလေးတော့ဒီလောက်ပါပဲ။ဆိုင်ကဝန်ထမ်းတွေတယောက်မကျအလုပ်ထွက်သွားရတဲ့အကြောင်းရင်းကလည်းဒီဆိုင်ရှင်ကြောင့်လည်းပါမေပေါ့နော်။ဒီဆိုင်ရှင်ဘက်ကလဆာပေးတာနည်းတာလည်းဖြစ်နိုင်တယ်။ဒါကြောင့်မလို့တယောက်မကျအုပ်စုလိုက်ထပ်သွားရတယ်လို့တော့မြင်နေပေါ့နော်။ဒါပေမဲ့ဒီအမျိုးသမီးကတော့အဲသူ့ရဲ့ကောင်းကောင်းနေပဲပြောသွားတယ်ပေါ့နော်။အမျိုးတို့ကဘယ်လိုထင်နေပေါ့နော်။ အလုရှင်တဲ့အလုသမားဆက်ဆံရေးမှာလည်းဒီလိုမျိုးအကြောင်းအရာတွေအများကြီးရှိတယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးဝင်တန်းမှာလည်းဒီလိုမျိုးစိုက်ဝန်တန်းနေတဲ့အလုရှင်တွေပါမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဝန်တန်းတွေအပေါ်ကိုအဲပို့ပြီးတော့ကြီးတဲ့နေဝန်တန်းတွေကလည်းကိုယ့်ရဲ့အလုရှင်ပေါ်ကိုပြန်လည်းငဲတင်တယ်လို့တော့ထင်တယ်ပေါ့နော်အမျိုးတို့ရဲ့ထင်မြင်စချက်ကလေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးခဲ့ပြီးလို့ရပါရှိမိုးရဲ့ဗီဒီယိုလေးကိုအောက်ထည့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်တတ်တာ